ထမင်းနဲ့ဟင်းမစားတတ်တာကြောင့်ထူဆန်းတဲ့ဤနဲ့စားကအသက်ရှင်နေရတဲ့မိလာတန်းစဉ်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ထမင်းနဲ့ဟင်းဆိုတာလူတိုင်းစားတဲ့အရာတစ်ခုဟုတ်ပေမဲ့မြန်မာနိုင်ငံမှာတော့ထမင်းစားရတာကိုကြောက်တဲ့သူတွေနဲ့ယွံတဲ့သူတွေကလည်းအများကြီးကိုရှိနေတာဖြစ်ပါတယ်တချို့ဆိုရင်ထမင်းမြင်ရင်ကြောက်တဲ့သူရှိသလိုယွံတဲ့သူလည်းရှိပါတယ်မိလာတန်းစဉ်ကတော့ထမင်းစားရတာကိုမကြိုက်တဲ့အပြင်ဟင်းစားရတာလည်းမကြိုက်နှစ်သက်တဲ့သူတစ်ယောက်ပါ လီလာတန်စင်ကထမင်းနဲ့ဟင်းကိုလုံးဝမစားဘဲနေခဲ့တာမဟုတ်ပေမဲ့တန်နိုင်တဲ့လောက်ရှောင်းခဲ့ပါတယ်။ငငယ်တုန်းကတော့မိဘကြွေးလို့စားခဲ့ရပေမဲ့ကြီးလာတဲ့အချိန်မှာတော့မစားတော့တာကြာပါပြီ။စားရတဲ့ဆိုရင်တော့မီလာတန်စင်ထမင်းစားတဲ့နေ့ကအတော်လေးကိုထူဆန်းတာပါ။လူအများကထမင်းစားရင်ဟင်းပါမစားတတ်ကြတာပါ။ထမင်းပကံထဲမှာဟင်းလေးတွေခတ်ထည့်ကရော်လူပြီးစားကြပါတယ်။ရော်မနေဘူးဆိုရင်တော့ထမင်းပေါ်မှာဟင်းလေးတွေတင်က စားတတ်ကြတာပါ။ ဒါပေမဲ့မေလာတန်စင်ကတော့ထမင်းနဲ့ဟင်းကိုရောစားရတာအတော်လေးကိုမကြိုက်တာပါထမင်းနဲ့ဟင်းကိုရောလူပြီးလုံးဝကိုမစားတတ်ဖြစ်နေတာပါအဲ့လိုစားရတာကိုလည်းသူ့အနေနဲ့အတော်လေးကိုမကြိုက်တာပါဒါကြောင့်မို့မေလာတန်စင်ကထမင်းနဲ့ဟင်းကိုဘယ်တော့မှရောမစားပါဘူးသူထမင်းစားပြီဆိုရင်ထူးဆန်းတဲ့မိကိုသာကျင်သုံးတာပါအဲ့ဒါကတော့ထမင်းကိုပါဇက်တဲ့အရင်ထဲတာဖြစ်ပါတယ်ထမင်းကိုပါဇက်တဲ့ထဲပြီးပြီဆိုမှဟင်းကိုစွန်းတဲ့ကောကပါဇက်တဲ့ထဲတာပါ ဒီလိုနည်းနဲ့ပဲမေလတန်စင်ကတစ်သက်လုံးထမင်းစားခဲ့တာပါ။ထမင်းကိုအရင်စားဟင်းကိုအရင်စားစားရင်းနဲ့ပဲဖြတ်တန်းလာခဲ့တာပါ။ဒါပေမဲ့မေလတန်စင်ကထမင်းကိုလုံးဝမကြိုက်ပါဘူး။ထမင်းမစားဘဲနေချင်တာမို့နောက်ပိုင်းမှာထမင်းလုံးဝမစားတော့ပါဘူး။အိမ်မှာမိသားစုတွေထမင်းစားပြီဆိုရင်လည်းသူမပါတာများပါတယ်။မိသားစုတွေကထမင်းစားလဲသူ့ကိုခေါ်မစားတတ်ကြပါဘူး။သူကလည်းထမင်းစားရမယ့်အလုပ်ကသူ့လုံးမဟုတ်ဘူးလို့သာမှတ်သားထားတာပါ။အခုနောက်ပိုင်းမှာဆိုမိလာတန်စင်ကလည်း ထမင်းလုံးဝမစားတော့တဲ့ထူးဆန်းတဲ့လူသားဖြစ်ရည်တည်နေတာပါထမင်းမစားရင်တခြားမုံတွေကိုသာစားတော့တာဖြစ်ပါတယ်ထမင်းမစားတော့တာကြောင့်အရင်ကထပ်ပေါ်ပြီးလှလာတယ်လို့လဲသူ့ကိုယ်သူ ခံစားနေရတာပါအရင်ကဆိုမေလာတန်စင်ကပါဖောင်းပေါင်းနဲ့အနေငယ်ဝါးတဲ့အထဲပါပါတယ်ဒါပေမဲ့အခုနောက်ပိုင်းဆို ထမင်းလည်းမစားတော့တဲ့အတွက်အရင်ထက်အများကြီးကိုပိန်သွားခဲ့တာပါပိုပိန်သွားတာကြောင့်သူ့ကိုယ်သူကြည့်လို့ကောင်းနေဆိုပြီးလဲခံစားနေရတာပါမေလာတန်စင်ကတော့ထမင်းလည်းမကြိုက်တဲ့အပြင် တက်ထားတဲ့အချိန်မှာအရင်ကထက်ပိုလာလာတဲ့အတွက်နောက်လဲစားဖြစ်ဖို့မတိကြတော့ပါဘူးမြန်မာနိုင်ငံမှာကထမင်းကြောက်တဲ့သူတယောက်ပြီးတယောက်ပေါ်လာတာမို့တချို့ကလည်းဝေဖန်နေကြပါတယ်မေလာတန်စင်ကအခုနောက်ပိုင်းမှာအရင်ကထက်အများကြီးကိုပြောင်းလဲသွားခဲ့တာပါအရင်ကမျက်နှာဖောင်းပေါင်းနဲ့ချက်စရာကောင်းခဲ့တာကိုနိုင်ငံခြားသားကနှာခေါင်းကိုပြုပြင်ခဲ့တဲ့လို့ညနာကိုလည်းပြောင်းလဲလိုက်တာပါတချို့ကမကြိုက်ပေမဲ့မေလာတန်စင်ကတော့သူ့ကိုသူလှတဲ့သူတယောက်အဖြစ်ခံယူထားပါတယ် မေလာတန်စင်ကငငယ်ကလေးကတူရိယာမျိုးစုံကိုဒီပြကထူးချွန်တဲ့ကလေးလေးအဖြစ်လူသိများခဲ့တာပါ။ဒါအပြင်အဆိုကလည်းကောင်းတာကြောင့်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။မေလာတန်စင်ကအခုနောက်ပိုင်းမှာအဆိုတော်တယောက်အနေနဲ့လည်းမဟုတ်တော့ဘဲတရုတ်ဆောင်မှလုပ်နေပြီဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းတောက်လျှောက်ရိုက်လာရသလိုမင်းသမီးအနေနဲ့ခြေလန်းစပြူနေပါပြီ။မေလာတန်စင်ကတခြင်းအစ်စ်တူရာမလုပ်ဖြစ်တော့ဘဲရုပ်ရှင်ဇာတ်ကားတွေသာတောက်လျှောက်ရိုက်ဖြစ်နေတာဖြစ်ပါတယ်။ သူကသူအရင်ကတော့မဝါတော့ဘူးလို့လည်းယုံကြည်မှုရှိလာသလိုရုပ်ရှင်ရရတာလည်းအဆင်ပြေလို့ခံစားနေရတာဖြစ်ပါတယ်။ထမင်းနဲ့ဟင်းတွဲမစားတတဲ့မေလာတန်စင်အပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို